ကဲအားလုံးမျောလင့်နေကြတယ်ကျွန်တော်တို့မြန်မာအသေးရဲ့ပွဲစီတွေကတော့ရောက်ရှိလို့လာပါပြီဒီနေ့အော်တိုဘာ9ရက်နေ့ည10:45မိနစ်မှာ စီးရီးယားတင်းရဲ့ကျွန်တော်တို့မြန်မာအသေးရဲ့ပွဲစီလေးရှိပါတယ်ဒီပွဲစီကို Sorry Arabia နိုင်ငံ Prince Abdullah bin Jalawi Stadium မှာရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်မောင်မောင်လွင်တရားတအောင်နဲ့ဝင်းနေအောင်လို့မပါဝင်နိုင်ပေမဲ့ကျွန်တော်တို့မြန်မာအသေးအကောင်းဆုံးလှုပ်ပြသွားနိုင်မယ်လို့ယုံကြည်မိပါတယ် နီးပြာကြီးဦးမျိုးလိုင်ဝင်းရဲ့ဘီယာအခင်းချင်းဟာဘလို့ခင်းချင်းလာမလဲဆိုတော့စိတ်ဝင်စားပွဲကောင်းလာပါတယ်စီရီယာရောမြမတင်းရောပါနှစ်တင်းတလုံးရှုံးပွဲမရှိသေးတဲ့တင်းတွေလည်းဖြစ်ကြပါတယ်ရှုံးပွဲမရှိထားသေးတဲ့အတင်းတွေဖြစ်တာကြောင့်ထိတ်တိုက်ရေဆိုင်မှုမှာအံအားတင်းပွဲတွေလှုပ်ပြလိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာဒီပွဲစဉ်မှာမြမတင်းဟာစီရီယာကိုနိုင်ခဲ့မယ်ဆိုရင်ဖီဘာရမှတ် 18.1%မှတ်ရရှိမှာဖြစ်ပါတယ်။တည်ကြခဲ့ရင်တော့9.6%မှတ်ရရှိမှာဖြစ်ပါတယ်။ရှုံးနေခဲ့ရင်တော့6.83%မှတ်ညွန့်သွားမှာဖြစ်ပါတယ်။ဘလောက်ပဲမြမသင်းကိုစိတ်နာတယ်ပဲပြောကြပြောကြ။ပွဲနီးလာရင်တော့မယိုးမယွာဖြစ်တတ်တာကျွန်တော်တို့မြမအသေးဖန်နေပဲမဟုတ်လား။ဒီညမြမစံတော်ချိန်10:45နာရီ45မိနစ်ပါနော်ထုတ်လွှင့်ပြသမဲ့ရုပ်တံလိုင်းမတိရသေးပေမဲ့ phone application တွေအများကြီးရှိပါတယ်။ Facebook page တွေမှာလည်းထုတ်လွှင့်ပြသပွားဖို့ရှိပါတယ်။ဟုတ်ပါတယ်။ရုပ်မြင်သံကြားမှာကြည့်ရတော့တော့ဘယ်ကောင်းမလဲ။ကဲပါ။ဘာနဲ့ပဲကြည့်ရကြည့်ရကျွန်တော်တို့မြန်မာအသင်းဖန်တွေကတော့အားလုံးအားလုံးအေးစေပါ။ကဲကျွန်တော်တို့မြန်မာအသင်းနိုင်နေမလားရှုံးနိုင်မလားတေးကြနိုင်မလားခံမှန်းပြေးကြပါဦးခင်ဗျာယေစုတင်ပါတယ်